အားလုံးပဲမင်္ဂလာပါအဒီတစ်ခေါက်တော့ information security နဲ့ပတ်သက်လို့ရှင်အရေးပါတဲ့ topic တစ်ခုဖြစ်တဲ့ two way access ဆိုတဲ့အကြောင်းကိုပြောပြသွားမယ် two way access ကိုဘယ်နေရာတွေမှာသုံးလဲဆိုတော့ enterprise တစ်ခုကနေ vendor ရဲ့ system တွေနဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်တော့မယ်ဆိုလို့ရှင်အသုံးပြုကြတဲ့ mechanism တစ်ခုဖြစ်တယ်အတချို့ကလည်း two way access ကို mutual access authentication လို့လည်းခေါ်တယ်အဲ့ဒီဗီဒီယိုမှာဆိုလို့ရှင် two way access ဘာကြောင့်အရေးပါသလဲ ဘယ်လို set up လုပ်လို့ရတယ်လဲဆိုတော့ဟို local environment မှာတစင်ကြီးပြပြသွားမယ်အပထမဆုံးအနေနဲ့ SSL အကြောင်းကိုအတူတူပြောရမယ်ဆိုလို့ရှင် server နဲ့ client အပြန်အလှန် communicate လုပ်တဲ့အခါမှာ communication channel ကိုလုံခြုံအောင်အကာအကွယ်ပေးတဲ့ technology layer တစ်ခုဖြစ်တယ် Huawei SSL ကိုကျွန်တော် website တွေတော်မြန်မာတွေ့နိုင်တယ်ဥမာ user profile တို့ credit card information တို့ကို server စီပို့တဲ့အခါမှာ SSL channel တွေရတယ်ပို့တယ်အဲ့တော့ဘာကြောင့် Huawei လို့ပြောရလဲဆိုတော့ client ကပဲ server ကို authentication လုပ်လို့ one way လို့ပြောတာဖြစ်တယ်အဲ two way မှာကျတော့ server ရော client ရောနှစ်ခုလုံးပါလာပြီသူတို့အပြန်အလှန် verification လုပ်တယ်ပြီးတော့ authentication လုပ်တယ်ပြီး information တွေပို့တယ် client က तू connect လုပ်မဲ့ server ရဲ့ certificate ကို verification နဲ့ authentication လုပ်တယ်အဲ့လိုပဲ server ကသူ့ကို connect လာလုပ်တဲ့ client ရဲ့ certificate ကို verification နဲ့ authentication ပြန်လုပ်တယ်အဲ့တော့အပြန်လဲ trust ပြီးပြီဆိုမှ secure channel ကနေ information တွေပို့တယ်အဲ့တော့ဒါကြောင့်မလို့တော့ two way access လို့ခေါ်တယ် အဲ system တစ်ခုကနေ now system တစ်ခုကိုချိတ်ဆက်ပြီးတော့အပြန်အလှန် message တွေပို့တဲ့အခါမှာ two way ဆက်ကိုအသုံးပြုတယ်ဥပမာဆိုရင် https ကနေသုံးဖို့ tcpip ကနေ information တွေပို့တဲ့အခါမှာ two way ဆက်ကိုအသုံးပြုလို့ရတယ်အဲ့တော့ two way ဆက်ကိုဘာကြောင့်သုံးတာလဲဆိုတော့ server မှာ host လုပ်ထားတဲ့ api တွေ service တွေကိုမူမမှန်တဲ့ client တွေလာပြီးတော့ connect လုပ်လို့မရအောင်သုံးဖို့ client နဲ့ server အပြန်အလှန် connect လုပ်တဲ့အခါမှာပို့ပြီးတော့ secure ဖြစ်အောင်သုံးကြတယ် အရင်လဲ strong ဖြစ်တဲ့ technology တခုဖြစ်တယ်။ဒါပေမဲ့ configuration လုပ်တဲ့အချိန်မှာဒါမှမဟုတ်ရင် software တွေ application တွေ development လုပ်တဲ့အခါမှာ issue တွေ error တွေတက်လာတယ်ဆိုလို့ရှိရင်ကောင်းဆောင် troubleshoot လုပ်ရတဲ့ technology တခုလည်းဖြစ်တယ်။ Okay ဒါဆိုရင်ကျွန်တော် two way access ကိုဘယ်လို setup လုပ်မလဲ။အဲ setup မလုပ်ခင်မှာကြိုသိထားရမှာကကျွန်တော်တို့မှာ SSL certificate နှစ်ခုလိုမယ်တစ်ခုက server အတွက်တစ်ခုက client အတွက်ဖြစ်တယ်။ပြီးရင်အဲ့ certificate နှစ်ခုက certificate authority လို့ခေါ်တဲ့ CA တခုတွေကနေပဲ sign လုပ်ထားတဲ့ certificate တွေဖြစ်ရမယ်အဲ့တော့ CA တခုတည်းမဟုတ်တော့မှအဲ့ဒီ server or client ရောနှစ်ခုလုံးကတည်ရဲ့ CA chain တွေ ਆ ပဲဖြစ်ရမယ်အဲတကယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်ကိုသုံးမဲ့ SSL certificate တွေက VPN နဲ့မှာသုံးမယ်ဆိုလို့ရှိရင်တော့ private CA နဲ့ sign လုပ်ပြီးတော့သုံးတယ်။အကဲ global မှာသုံးဖို့ဆိုလို့ရှိရင်တော့ global CA နဲ့ sign လုပ်တယ်။ဥပမာ DG ဆက်ဆိုရင် global sign လုပ်ပေးနေတဲ့ service ခုဖြစ်တယ်။အဲတချို့လည်းကြားအောင်မယ်ထင်တယ်။ โอเคဒါဆိုရင် SSL certificate တခုမှာဘာတွေပါလဲဆိုတော့အဓိကပါတာ public key နဲ့သူနဲ့ဆက်ဆံနေတဲ့အချက်လက်တွေပါတယ်ဥပမာဆိုရင်ဒီ certificate ရဲ့ encryption algorithm certificate ရဲ့ key site စသဖြင့်ပေါ့နော်သူနဲ့ဆက်ဆံနေတဲ့အချက်လက်တွေပါတယ်အဲ့တော့ SSL certificate တခုကို sign လုပ်တော့မယ်ဆိုလို့ရှိရင် private key ကိုအရင် generate လုပ်တယ်ပြီးရင် private key ကိုသုံးပြီးတော့ CSR လို့ခေါ်တဲ့ certificate signing request ကို generate လုပ်တယ်အကယ်၍ certificate က စီအတွက်ဆိုလို့ရှိရင်တော့ CSR ကိုဂျန်ရိတ်လုပ်ဖို့မလိုဘူးအဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ CSR ကိုဂျန်ရိတ်လုပ်မယ်ပြီးရင်တော့ CA နဲ့ CSR တုံးပြီးတော့ SSL certificate ကို sign လုပ်တယ်အဲ့တော့အခုကျွန်တော်ပြောသွားတဲ့အဆင့်တွေကို open ssl ဆိုတဲ့ tools ကိုတုံးပြီးတော့လုပ်လို့ရတယ်တခြား tools တွေကိုတုံးမယ်ဆိုလို့ရှင်တော့ window ထဲမှာဆိုလို့ရှင် certificate manager ဆိုတာရှိတယ်အကဲ third party tools တွေတုံးညင်တယ်ဆိုလို့ရှင် win acme စပြင်ရှိမယ်ပေါ့နော်တခြား tools တွေလည်းရှိပါတယ်အဲ့တော့နမူနာနည်းနဲ့ open ssl ကိုတုံးပြီးတော့ ssl certificate တွေကျွန်တော် sign လုပ်ကြည့်မယ် ပြီးရင်ဒီ MacBook ကို server အနေနဲ့တုံးမယ်ပြီးရင် Windows ကို ကျွန်တော် client အနေနဲ့တုံးပြီးတော့ two way access ကို set up လုပ်ကြည့်မယ်ပြီးရင် TCP IP အနေနဲ့ message တွေပို့ကြည့်မယ်အဲ့တော့အရင်ဆုံးကျွန်တော် terminal ထဲဝင်လိုက်မယ်ပြီးရင် open access folder အောက်မှာ folder တစ်ခု create လုပ်မယ်အော်ဒီမှာကျွန်တော်က အာ permission မရှိရတဲ့ကျွန်တော် sudo ထည့်ပေးရမယ်အဲ့တော့ sudo အဲ့ open ssl folder အောက်က two way server ဆိုတဲ့ folder တစ်ခု create လုပ်လိုက်မယ်အဲ့တော့ဒါကတော့ sudo သုံးတာဖြစ်တဲ့အတွက် password လာတောင်းတာကျွန်တော် computer password ကိုလာတောင်းတာဖြစ်တယ်ပြီးရင် create လုပ်ထားတဲ့ folder တော့ကျွန်တော်ဝင်လိုက်မယ်အဲ့ကျွန်တော်ကျွန်တော် key generate လောက်အောင်ပါเนาะအဲ့ဒါကြောင့်မလို့ sudo openssl ်ဂျန်ရယ်လုံးမဲ့ RSA key key နာမည်က myroot.ca.key key site က2048 Okay ဒါဆိုရင် key တခုရလာပြီအဲ့တော့ key ရပြီဆိုလို့ချင်းဒီ key ကိုသုံးပြီးတော့ CA အတွက် SSL certificate ကို subscribe လုပ်မယ် sudo open ssl request X509 ဆိုတာ certificate မျိုးစာ pin new a no des key က myruce.key pin အသုံးပြုမဲ့ algorithm က encryption algorithm က sha256 pin certificate ရဲ့တက်တန်းက365ရက် certificate နာမည်က myruce.crt အဲ့ဒီ sub sign certificate ကို generate လုပ်တဲ့အခါမှာ အလိုအပ်တဲ့ information ကျွန်တော်ထည့်ပေးရတယ်။ pin organization name ဒါကျွန်တော်နမူနာအနေနဲ့ကျွန်တော်ထည့်ချင်မယ်။ email address โอเคဒါဆိုရင်ကျွန်တော်တို့ sub sign CA တခုကျွန်တော်တို့မှာရအဆာဗာအတွက် SSL certificate ကိုကျွန်တော်တို့ sign လုပ်မယ်အစီအရပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ server အတွက်ရော client အတွက်ရော certificate တွေ sign လုပ်လို့ရပါပြီအဲ့တော့အရင်ဆုံး server နဲ့ client တွေမှာ CSI information တွေထည့်ပေးရတယ်အဲ့ဒီ CSI information တွေအတွက် configuration file တခုလောက်ထားတာပို့ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော် default အတိုင်းပဲ CSI ကိုကျွန်တော် ဂျန်လေးလုပ်တယ်ဆိုလို့ရှိရင်တချို့အချက်လက်တွေဂျန်နေတာမျိုးဖြစ်နိုင်တယ်ဥပမာဆိုရင် subject alternative name လိုဟာမျိုးပေါ့နော်အဲ့တော့ကျွန်တော်အရင်တော့ကြုံမှုတဲ့ပြဿနာတစ်ခုဆိုလို့ရှိရင် client အစားကို IP နဲ့ LAN ခေါ်တယ်ဒါပေမဲ့ certificate ထဲမှာဒီ host name တွေပဲထည့်ထားတယ်အဲ့တော့ client ကပို့ချင်တဲ့ message ကို server စီပို့လို့မရအောင် server ကလည်း acknowledge လုပ်လို့မရအောင်အဲ့တော့ဒါကြောင့်မို့လို့ CSR အတွက်လိုအပ်တဲ့ဒီ configuration file ကိုကြိုပြီးတော့ပြင်ဆင်ထားတာပို့ပြီးတော့အဆင်ပြေတယ် Okay ဒါဆိုရင်ကျွန်တော်တို့ server ရဲ့ CSR content တွေအတွက် configuration file တခုကိုကျွန်တော် create လုပ်လိုက်မယ်။အဲ့တော့ကျွန်တော်ဒီမှာကျွန်တော် nano ဆိုတဲ့ terminal editor ကိုကျွန်တော်သုံးမယ်။နာမည်ကို server csr.conf ဆိုတဲ့ဒီ file ကို create လုပ်လိုက်မယ်။အော်ဒီထဲမှာထည့်မဲ့ information တွေကိုကျွန်တော်ကြိုးလုပ်ထားပြီးသားဖြစ်တဲ့အတွက် copy paste နဲ့ဒီထက်ကို copy ကူးထည့်လိုက်မယ်။အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အပိုင်း၄ပိုင်းပါတယ် alternative name ရှိမယ် request extension ရှိမယ် distinguished name ရှိမယ်ပြီးရင် request ရှိမယ် request extension ကတော့ဒီ CSR က server authentication အတွက်သုံးမယ် CA မဟုတ်ဘူး alternative subject name ကတော့အခုလိုမျိုးကိုအသုံးပြုချင်တဲ့ DNS name တွေကို list လောက်ပြီးထည့်ထားမှာဖြစ်တယ်ပြီးရင် control x နဲ့ထွက်လိုက်မယ်ပြီးရင် save လုပ်လိုက်မယ် Okay ဒါဆိုရင် ်ဆာဗာအတွက်အသုံးပြုမဲ့ CSR config file တခုရသွားပြီအဲ့တော့ဒီ file ကိုသုံးပြီးတော့ဆာဗာအတွက် key နဲ့ CSR file ကိုတခါရဲ generate လုပ်မယ်ဒါကြောင့် sudo openssl new key key site no des encryption no encryption algorithm sha256 ထုတ်မဲ့ key ရမိုင်ဆာဗာရဲ့ key ပင်မိုင်ဆာဗာအတွက် CSR ပင်သုံးမဲ့ config ကဆာဗာ CSR config အဲ့ဒါဆိုရင်အခုထွက်လာတယ်ဟိုဒီမှာအဲ့ဒါဒီခုတက်နေတယ် config sudo openssh new key or request ကျန်နေတာဒါဆိုရင် successful ဖြစ်သွားပြီအဲ့နောက်ဆုံးမှာ server အတွက် CEO သုံးပြီးတော့ SSL certificate ကို sign လုပ်မယ်အ sudo openssh certificate type ပြီး request ပြန်ဒီထက်မှာသုံးမဲ့ CSR က My Server ရဲ့ CSR ပြန်သုံးမဲ့ CA က Amirus CA CRD CA key Amirus CA ရဲ့ key ပြန် CA နဲ့ change လုပ်ပြီးတော့ My Server အတွက် certificate တခုကို create လုပ်မယ် certificate ရဲ့ lifetime က1 year SHA-256 certificate တို့ extension က server csr configuration မှာရှိရဲ့ဒီ SSI extension တွေကိုကျွန်တော်သုံးမယ်။ CSR ထဲမှာရှိတဲ့ content တွေကိုသုံးမယ်။ဒါဆိုရင် sign လုပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့အတွက် server certificate တခုအခုလိုမျိုးရလာမှာဖြစ်တယ်။ Okay ဒါဆိုရင်နောက်ထပ် client CSR အတွက် configuration file တခုကိုကျွန်တော် create လုပ်လိုက်မယ်။အခုနောက်လိုပဲ copy group ထားတော့ဒီမှာ paste လုပ်မယ်။တော်တော်များများတော့အတူတူပဲ။ဒါပေမဲ့ဘယ်နေရာမှာ꿰သွားလဲဆိုတော့ request extension မှာ extended key user မှာ client အတွက် client auth ဆိုပြီးတော့ ခုလိုမျိုးရေးပြရတယ်။ကျန်တာတွေကတော့အကုန်လုံးအတူတူပဲ။ဒါဆိုရင် client အတွက် CSR configuration file တခုရလာပြီ။အဲ့တော့ CSR configuration file ကိုတုံးပြီးတော့ client key နဲ့ CSR file ကိုတစ်ခါတည်း generate လုပ်မယ်။ခုနအတိုင်းပဲ OpenSSL request new key 2048 node.js sha tu phai my client key be my client csr yes tau mai configuration ha client csr yes config Ok đó rồi. Right. Client key နဲ့ CSR ရသွားပြီ။နောက်ထပ် client certificate ကို sign လုပ်မယ်။ sudo openssl certificate type request သုံးမဲ့ CSR my client CSR sign လုပ်မဲ့ CA က my root CA CRT သုံးမဲ့ CA key က my root CA key CA အောက်မှာရှိတဲ့ certificate change မို့လို့ CA အောက်မှာ create လုပ်ပေးမယ် my client CRT certificate ရဲ့ lifetime က1 year algorithm က SHA-256 ပြီးရင်သုံးမယ် extension file နဲ့ request extension က client CSR ထဲမှာရှိတဲ့ config ကိုသုံးမယ် ဒေါက်တာဆိုင်ဂျန်ရယ်လုပ်လိုက်ပြီဒါဆိုကျွန်တော်တို့မှာ2 way ဆက်ဆက်အတွက်လိုအပ်တဲ့ certificate တွေရပြီရင်းစုံ server မှာကျွန်တော်တို့ဒီ bash script တခု create လုပ်လိုက်မယ် h script က client ကလာမဲ့ request တွေကို tcp ip ကနေ listening လုပ်မဲ့ script ပေါ့နော် bash script file တခု create လုပ်လိုက်မယ်ဒီကလည်းကျွန်တော်တို့ terminal ရဲ့ nano test editor ကိုသုံးမယ် sudo nano run server .sh အဒီ batch script ကကျွန်တော်ရေးထားရဖြစ်တဲ့အတွက်အပြင်ကနေ copy ကူးပြီးတော့ဒီမှာထည့်လိုက်မယ်အထိတ်မှတချောင်းကျန်နေတယ်ခဏလေး hash a batch oh sorry bin a trap ကတော့သူက signal cache လောက်တာ control c ဆိုလို့ရှိရင်ဒီတရထွက်မယ် bin listening လုပ်မယ်အဲဒါ open ssl ရဲ့ server ပြန်ဒါ accept လုပ်မယ် port number server ဖြစ်တဲ့တဲ့ server certificate သုံးမယ်ပြီးရင် server ရဲ့ key ကိုသုံးမယ် myruci certificate လာမယ်ပြီးရင် verify one က client certificate ကို authentication လုပ်မယ်လို့ပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ bash script ကို save လိုက်မယ် control s နဲ့ okay ဒါဆိုရင် create လုပ်ပြီးသွားပြီ create လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ bash script ကိုကျွန်တော် run ဖို့ရန်အတွက် permission ပေးလိုက်မယ် ပြီးရင် run ကြည့်မယ် run server.sh okay ဒါဆိုရင် server listening လုပ်နေပြီ client က request လာတယ်ဆိုလို့ရှိရင်အဲ့ request ကဒီမှာပေါ်မှာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော် window ဘက်ကိုသွားမယ် window မှာအရင် ssl certificate ကို set up လုပ်ရမယ်အဲ့တော့ဒါကြောင့်မလို့ server မှာ generate လုပ်ထားတဲ့ client certificate နဲ့ ca certificate နှစ် file ကိုပေါ့နော်အဲ့ certificate နှစ်ခုကို window တွေကို copy ကူးထည့်လိုက်မယ် copy ကိုထည့်ပြီးရင်အဲ့တော့ Windows ထဲမှာ SSL certificate တွေအလွယ်ဆုံး set up လုပ်တဲ့နေရာတော့ file ပေါ်မှာ right click နေပြီး install certificate ကနေလုပ်တဲ့နေရာပဲဖြစ်တယ်။ပြီးရင်အခုလိုမျိုး wizard ပေါ်လာမယ်။အဲ့မှာ local machine ကိုရွေးပေးမယ်။အဲ့ဘာလို့ local machine လဲဆိုတော့တကယ် real မှာဆိုလို့ရှိရင်ကျွန်တော် certificate တွေကို local machine မှာပဲ install လုပ်ကြလို့ဖြစ်တယ်။နောက်တစ်ဆင့်က certificate ကို store လုပ်မဲ့ location ကိုရွေးရမယ်။အဲ့ဒီနေရာမှာလေးရေးကြည့်တယ်။ automatically ကိုကျွန်တော်မရွေးခိုင်းမင်းနဲ့ browse ကနေရွေးမယ်။ အကယ် CA နဲ့ sign လုပ်ထားတဲ့ certificate တွေဆိုလို့ရှိရင် personal ရဲ့ webstore လုပ်မယ်အကယ် CA ဆိုလို့ရှိရင်တော့ trusted root certification authority ရဲ့ကို store လုပ်တယ် တော့ဒါဆိုရင် certificate နှစ်ခုစလုံး install လုပ်ပြီးသွားပြီပြီးရင် install လုပ်ထားတဲ့ certificate တွေအဆင်ပြေမပြေဘူး certificate manager တွေကိုဝင်ကြည့်လိုက်မယ် run နဲ့မှာ msc လို့ရိုက်ထည့်လိုက်မယ်အခုလိုမျိုး console တစ်ခုပေါ်လာမယ်ဒီ console ထဲမှာ certificate တွေကြည့်ကြတာဖြစ်တဲ့ file နဲ့ snippet certificate ကိုရွေးပြီးတော့ add လုပ်လိုက်မယ်အဲ့ဒီမှာ certificate ကို manage လုပ်မဲ့အကောင့်ကိုရွေးရမယ် အဲ့တော့ဒီမှာအကောင့်အသုံးမျိုးရှိရဲကျွန်တော် real မှာဆိုလို့ရှိရင် camera account သုံးမှု service account ကိုကျွန်တော်သုံးကြတယ်ပြီးရင် next လောက်လိုက်တယ်ပြီးရင် okay လောက်တယ်အဲ့ဒါဒါဆိုရင်ကျွန်တော်ခုနက install လုပ်လိုက်တဲ့ certificate တွေကိုကြည့်ကြည့်မယ် personal certificate ထဲမှာခုနကကျွန်တော်တို့ထည့်လိုက်တဲ့ certificate နာမည်တွေ့ရလိမ့်မယ်ပြီးရင် trusted root certification authority အောက်မှာခုနကကျွန်တော်ထည့်လိုက်တဲ့ root စီဒီမှာရှိမယ် ။ The personal area certificate ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။ကျွန်တော်ခုန1 year ပေးထားဖြစ်တဲ့ data 1 year ဒီ certificate က valid ဖြစ်နေမှာဖြစ်တယ်။ဒါသူ့ရဲ့ lifetime ဒီ detail မှာ certificate create လို့တော့က CSR ထဲမှာထည့်ထားတဲ့ information တွေအဓိကတွေ့ရမှာဖြစ်တယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ခုလိုမျိုး view ကြည့်တဲ့အခါမှာ issue မရှိဘူးအဲ့တော့အဆင်ပြေတယ် ဒါဆိုရင် client က server ကို message ပို့ဖို့လို့အတွက် power share script တခုရေးလိုက်မယ်။အဲ့တော့ဒါကြောင့်မလို့ power share ကိုကျွန်တော်ဝင်လိုက်မယ်။အဲ့တော့သူ့ကိုဖွင့်တဲ့အခါမှာ runner administrator နဲ့ဖွင့်ပေးရမယ်။ပြီးဒီထဲမှာကုတ်တည်ရေးထည့်ရမယ်။အဲကျွန်တော်ထဲမှာတော့ ရေးပြီးသား file ဖြစ်တဲ့အတွက် i file ကိုဖွင့်လိုက်မယ်။အဲဒါဆိုရင်ကျွန်တော် view နှစ်ခုတခါတည်းကြည့်လို့ရအောင်ကျွန်တော်အခုလိုမျိုးလုပ်လိုက်မယ်။ဟာဒီ PowerShell script မှာဒီ server name ဆိုတဲ့နေရာမှာ IP address ချဲ့ထားတယ်။ဒီ IP address က server ရဲ့ IP address ဖြစ်တယ်။အဲတော့ဒီနေရာမှာ IP address အပြင် host name လည်းထည့်လို့ရတယ်။ဒါပေမဲ့ဒီနမူနာမှာဆိုရင်တော့ကျွန်တော် IP address ကိုပဲသုံးမယ်။ပြီးရင်ကျွန်တော်တို့ certificate က local machine ထဲမှာဖြစ်တဲ့အတွက် local machine လို့ရေးပြရမှာဖြစ်တယ်။အဲ local machine တွေက my ဆိုတာ personal ပေါ့နော်။အဲ local machine ရဲ့ certificate ကိုကျွန်တော်တို့ဒါ grab လုပ်တာ။အဲယူတဲ့အခါမှာတချို့ကြ subject နေနေပိုင်းနဲ့ယူတယ်ပေါ့နော်။ကျွန်တော်ဒီမှာဆိုလို့ရှိရင်တကယ်ကျွန်တော်တကယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်တော့ဒီ thumbprint နဲ့ပဲ certificate တွေယူလေးရှိတယ်။ဘာလို့လဲဆို thumbprint ကပို့ပြီးတော့တိကျတယ်။အ thumbprint ကဒီ certificate တွေက thumbprint အဲ့ဒီ certificate ဘက်ကိုကျွန်တော်တို့တွားကြည့်မယ်ဆိုလို့ရှိရင်ဒီ personal certificate ထဲမှာ detail ထဲမှာ ဓာတ်သူရဲ့ version တွေပါတယ်ပြီးအောက်ဆုံးမှာကော်ပီကူးပြီးတော့သုံးမဲ့နေရာမှာ paste လုပ်ပေးရမယ်အဲ့ဒီ template ကတော့လက်ရှိကျွန်တော်ကွန်ပျူတာမှာသုံးထားတဲ့ certificate ရဲ့ template အဲ့ဒီ template ကိုဘယ်မှာသုံးထားလဲဆိုတော့ဒီ client ရဲ့ script ထဲကဒီနေရာမှာသုံးထားတယ်ဒါ template အကယ် certificate မတွေ့ခဲ့ဘူးဆိုလို့ကျင်တာ error message ပြမယ် network string တခု create လုပ်မယ် ssl string create လုပ်မယ်ပြီးရင်ဒါ two ssl authenticate လုပ်တာအဲ့တော့ဒီနေရာမှာ vulnerability တခုရှိနိုင်တယ်ဒါပေမဲ့ဒီတိုင်းပဲကျွန်တော်ထားလိုက်မယ်ပြီးရင် hello from client ဆိုတဲ့ message ကို server လမ်းပို့မယ် server ရဲ့ acknowledge ကိုစောင့်မယ် server acknowledgement သူရမှသာလျှင်ဒီ client script အလုပ်လုပ်တာရက်တော့မှာဖြစ်တယ်တကယ် issue တစ်ခု error တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်ဒါ error message တစ်ခုပြမယ်ပြီးလုံးဆောင်ချက်အကုန်လုံးပြီးပြီဆိုလို့ရှိရင်တော့ object တွေအကုန်လုံးဒီမှာ dispose လုပ်လိုက်တယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီ script ကို run ချင်မယ်အဲ့တော့ဒါ server မှာဆိုရင်လည်း server listening လုပ်နေတယ်အဲ့ဒါဆိုရင်ကျွန်တော် client ကနေပြီးတော့ဒီ script ကို run ပြီးတော့ပို့ချင်မယ် okay ဒါဆိုရင် two way ssl authentication successful ဆိုတဲ့ message လာပြမယ်ပြီး server ဘက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှင် client ဘက်ကပို့လိုက်တဲ့ message လည်းအခုလိုမမြင်ရမှာဖြစ်တယ် server ကနေ acknowledge တခုမလုပ်ဘူးဆိုလို့ရှင်အခုလိုမျိုး icon လေးနဲ့ပေါ်နေတာဖြစ်တယ်အခုတော့ server ကနေပြီးတော့ acknowledge response တခုပြန်လာပြီအဲ server ဘက်ကိုတွားပြီးတော့ hello from server ဒါဆိုရင် server ကနေ client ဘက်ကို acknowledge ပြန်လိုက်တယ် response ပြန်လိုက်တယ်ပေါ့နော်အဲ့ response ဒီမှာပြပေးမယ် client program လဲ stop ဖြစ်သွားတယ် okay နောက်ကျရင်ကျွန်တော် client နေ server ကြီး message ကိုထပ်ပို့ကြည့်မယ်အဲ့တော့ဒီမှာလည်းအတူတူပဲ hello from client ပေး server နေ response တစ်ခုပြန်လိုက်မယ် hi there အော်ဒီနေရာမှာ error တခုတော့ရှိရဲ့ဒါပေမဲ့ဒီ error သိတော့အရင်အရေးမကြီးဘူး two way ဆက်ဆက် authentication ဆက်ဆက်ဖို့ဖြစ်တယ်အော်ဒါကတော့ two way ဆက်ဆက်နဲ့ပတ်သက်ပြီးတော့ ဘလိုမျိုးအလုပ်လုပ်တယ်ဆိုတဲ့နမူနာကိုပြောပြတာဖြစ်တယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။